Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အတင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တတိနေတောက်လျှောက်ထွက်နေတဲ့အချိန်မှာလက်ရှိ Nottingham Forest ရဲ့ကစားသမားဖြစ်တဲ့ Hassan Odoin နဲ့လည်းတတိနေ Manchester United ကတောက်လျှောက်ထွက်လာတယ်။ Manchester United အနေနဲ့ Nottingham Forest ရဲ့ကစားသမားဖြစ်သူ Callan Hudson Hassan Odoin ကိုပေါ့နော်ဒါအချိန်ညသူ့ရဲ့အချိန်ညကိုအနီးကပ်စောင့်ကြည့်လျက်ရှိတယ်ဗောဗျာကစားမကလာမက်နူရာဒီအပြောင်းအရွှေ့မှာ Nottingham Forest နဲ့စာချုပ်တက်တန်းကုန်မှာဖြစ်ပြီးတော့စာချုပ်တဲ့အတွက်လည်း ဒါစကားဆက်လက်ပြောဆိုတဲ့စာချုပ်အသစ်အတွက်လည်းပေါ့နော်ဒါလက်ရှိ Norian Forest နဲ့တူကြားထဲမှာဆွေးနွေးလက်စာဖြစ်နေတယ်ပေါ့နော်ဆိုတော့ Sky Sport ရဲ့ report ကနေပြီးတော့ဒါပေါ်ပြလာတာပါကျွန်တော်ပြောလို့ပဲအတင်းက wing back ကစားသမားတွေဒါမှမဟုတ် wingers တွေပဲဖြစ်ဖြစ် Nero number 10ကိုကောင်းကောင်းကစားနေတဲ့ကစားသမားတွေကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတာနော်လက်ရှိတရင်ထွက်တဲ့သူတွေကကျွန်တော်မနှဲပါဘူးကျွန်တော်ပြောလို့ပဲကွန်ညာတို့ကျွန်တော်ရှိမယ်လက်ရှိ Odwine တို့ကျွန်တော်ရှိမယ်စင်မင်ညိုတို့ကျွန်တော်ရှိမယ် ပြီးလို့ရှိရင်ဆောက်တန်တန်ရဲ့လူငယ်ကစားမလေးပြည်တဲ့တိုင်လန်ဒီဗလင်တို့လူကစားမလေးတွေကျွန်တော်ရှိမယ်ဆိုတော့ဒီလူကစားမတွေကပရီးမီးယားလိမှာလည်းသူ့ဟာနဲ့သူအသင်းကြီးတွေကြားထဲမှာဟိုဘယ်လိုအသင်းကြီးတွေကြားထဲမှာနာမည်ရတယ်လက်ရှိကိုစီအသင်းတွေမှာလည်းဒီကစားမတွေကကောင်းအောင်လုပ်ပြထားတာနော်ဦးပန်းတဲ့မှာဆိုလို့ရှိရင်လည်းကွန်ညာကတကယ်ကောင်းတဲ့ကစားမနော် forest မှာဆိုလို့ရှိရင်လည်းလက်ရှိ odrine တို့ဘာလို့ကတကယ်ကောင်းတဲ့ကစားမနော်ဟိုကျအားအလုံးကတော့ဗျာဒီဘယ်လိုပြောမလဲဒီဝါတို့ဘာတို့ကိုပို့ပြီးတော့သဘောကျတာပေါ့နော် odrine တို့ကိုခေါ်မယ်အစား ါလဲဒီ Gibbs Wise တို့ဘာလို့ကိုခေါ်တဲ့နေဘာညာဆိုတာမျိုးတွေလည်းရှိတာပေါ့နော်ပြီးလို့ရှင် Simi News ဆိုလို့ရှင်လည်းပဲဘုံမောင်ရဲ့လက်ရှိဒီယာဒီတအားကောင်းနေတဲ့နေမှာသူလည်းပဲနာမည်ရနေတဲ့ကစားမပဲတန်းစင်သွားပြီမဲ့လို့ Southampton ကစားမတွေကိုကြောင်းကျွန်တော်ပြောလိုက်ရင် Tyler Dibling ကလည်းမလွတ်ဘူးဗျာဒီလိုမျိုးဆိုတော့အသင်းကတော့ကိုရီးယားလည်း Nero number 10ဒီအမှန်ကန်အားပြည့်ဖို့လိုနေတာဆိုတော့အဲ့လိုကစားမတွေကသတင်းထွက်တာဒါကောင်းနေရပါဒါဒါကောင်းနေရပါเนาะသူတို့ကစားမကောင်းနေကျွန်တော်ရလာဖို့ကျွန်တော်လိုတယ် တခုရှိတာကတော့ O-Drive လို့ပါလို့ဆိုလို့ရှိရင်ဒါစာချုပ်တန်တန်းကုန်မယ်ကစားမားတွေဆိုတော့အလွတ်နဲ့ရနိုင်စွမ်းကျွန်တော်တို့ရှိတယ်နော်ခဏကျွန်တော်ကြည့်ကြည့်အောင်မယ်အဲ O-Drive ရဲ့လာမယ့်နေရာဒီပြောင်းရွှေ့မှာစာချုပ်တန်တန်းကုန်မယ်ဆိုတော့လာမယ့်နေရာဒီလားလက်ရှိနော်အနီးအနီးကပ်ဆုံးနေရာဒီလားဘယ်လဲကျွန်တော်ကြည့်လာမယ်ခဏနော် O-Drive တို့ပါလို့ကလည်းတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်သူ့အနေသူကောင်းတာတော့ကောင်းနေဗျာဒါပေမဲ့ status တွေအရသိတယ်မလား twin core နဲ့ပါဝင်ပတ်သက်မှုပိုင်းတွေကျွန်တော်ကြည့်ရင် အဲ့လောက်ထိမဟုတ်ဘူးပြန်အီလန်ကာတို့ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးလို့ရှိရင် Gibbs White တို့ဆိုလို့ရှိရင်အများကြီးပို့ပြီးတော့ကောင်းတယ်ဟုတ်တခုရှိတာကတော့ကိုရီးယားငွေကြီးမတက်နိုင်ဘူးဆိုတော့အလွတ်နဲ့ရမယ့်သဘောတွေကိုလည်းကျွန်တော်ကြည့်လို့လာတာမသိဘူးဗောနော်ဒီနေရာမှာ O'Dwyer က Nottingham Forest နဲ့2026ခုနှစ်ဂျွန်လ30ရက်နေ့ထိတက်တန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုထားတယ်ဆိုတော့နောက်နှစ်ပေါ့ဗျာအခုလာမယ့်နေရာဒီမဟုတ်ဘူးနောက်နှစ်နေရာဒီအပြောင်းအရွှေ့မှာစာချုပ် တက်တန်းကုန်မယ်ဆိုတော့တစ်နှစ်ပဲသူတို့ကျန်တော့မှာဗောနော်ပြီးလို့ရှိရင်လက်ရှိဒါဘယ်လိုပြောမလဲဟိုဟာက ဈေးကွက်တန်ကြီးကဦးတွိုင်းက24ယူရို24တန်ပဲကျွန်တော်ရှိတယ်ယူရို24တန်ပဲကျွန်တော်ရှိတယ်เนาะဒီယာဒီမှာလဲသူ29ပဲပရီးမီးယားလိမ့်မှာ5ကိုပဲတွင်းထားတယ်၃ခုပဲဖန်တီထားရတယ်ဗောနော FF Plus မှာဆိုလို့ချင်း၄ဘွဲကစားပြီးတော့တဘွဲတကူးမှန်သွင်းမထားဘူးတကူးမှန်ဖန်တီမထားဘူး EFN Cup မှာလည်းတဘွဲကစားပြီးတော့ကျွန်တော်တကူးမှန်သွင်းမထားတကူးမှန်ဖန်တီမထားဘူးဆိုတော့၃၄ဘွဲမှာ၃၄ဘွဲမှာ၅ခုသွင်း၃ခုဖန်တီဆိုတဲ့ရလတ်ပဲ အသိတော့အချိန်ကြီးကောင်းမနေဘူးကစားမရဲ့ပုံစံကလေဒါကြောင့်လည်းပဲ Gibbs Wise ကိုပို့ပြီးတော့သဘောကျကြတာနေမှာပေါ့ Morgan Gibbs Wise လို့ရှိရင်ကိုတိုင်ကလည်းပဲ number 10လို့လည်းကျွန်တော်တို့ကစားနိုင်နေပြပြီးလို့ရှိရင်လက်ရှိကျွန်တော်တို့ရဲ့3421မှာဆိုလို့ရှိရင် Nero number 10ပေါ့နော်ကစားနိုင်စွမ်းရှိတယ်ဆိုတော့ဝင်ကတယောက်ဖြစ်လေသူကကစားနိုင်စွမ်းရှိတယ်ဆိုတော့ပြည်သက်တွေကပို့ပြီးတော့သဘောကျကြတာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်လည်းပဲ Gibbs Wise ကတော်တော်လေးကောင်းနေတယ်မှာပါတယ်တော်တော်လေးကောင်းနေတယ်မှာပါတယ်ဆိုတော့ သူ့ကိုခေါ်ဖို့ကတော့ဒရိုက်ကိုဈေးကြီးမှာပေါ့နော်ဒီ Odwine လောက်တော့ကျွန်တော်လွယ်မှာမဟုတ်ဘူး Odwine လား Odwine ကပြီးခဲ့တဲ့ရာသီကမှထောင်တက်လာတာကိုဒါပေမဲ့လို့ Gibbs Wise တို့ဘာလို့ကျွန်တော်ကောင်းနေတာဗျာနော်ကောင်းနေတာပြိသက်တွေတတိထားမိတဲ့အခြေအနေတခုကိုကျွန်တော်ရောက်နေပြီဘာပဲပြောပါနော် United ရဲ့ဘက်ကတော့ number 10လို့ကစားမတွေကိုအမှန်ကန်ကောက်ဖို့ကြိုးပမ်းနေတဲ့နေရာမှာ Odwine တို့ဘာလို့လဲစင်းနေကိုပါလာပြီဆိုတော့အပြောင်းရွှေ့မှာစာရုပ်တရံကုန်ကန်ကြီးကစားမတစ်ယောက်ဖြစ်တဲ့အတွက် ဟိုဈေးအလောက်ကြီးထိမပေးရနိုင်လို့အမှန်ကန်ခေါ်ဖို့ကြိုးပမ်းမဲ့သဘောမျိုးလေကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တာပဲဒီနေရာမှာတော့ကိုရီးယားကိုရီးယားစာမားတွေရဲ့အနာဂတ်ကိုအရင်ဆုံးဆုံးဖြတ်ဖို့တော့လိုတာပေါ့လေနော်ဟို Rashford တို့ဘာလို့ဘယ်လိုလုပ်မလဲတို့ဘာလို့ပေါ့အခုရှိတာကတော့လက်ရှိကာနာချိုရုနဲ့ပတ်သက်ပြီးတော့လေဒီတက်ထပ်ပြီးတော့တိုးတက်မှုတွေရှိမလာဘူးဆိုလို့ရှိရင်အသင်းဘက်ကလက်လွတ်လိုက်မဲ့ပုံစံမျိုးမှလည်းရှိနေတယ် ကျွန်တော်ကျွန်တော်ကြည့်ရမှာယတိပြတော့ကျွန်တော်ဘာမှပြောလို့ရတာမရှိသေးဘူးဆိုတော့အခုကတော့အသင်းဘက်က O drawing ကိုအနီးကဆောင်းချမှုတွေရှိနေတယ်ဆိုပြီးတော့ Sky Sport ကနေပြီးတော့ကျွန်တော် report လုပ်လာပါတယ်ညီကတို့အနေနဲ့ရော Northern Forest ရဲ့ကျွန်တော်တို့က O drawing တို့เนาะလက်ရှိမှာပြောလို့ရှိရင်ပါတယ်အဲ Gibbs White တို့ဆိုလို့ရှိရင်ဘသူ့ကိုပို့ပြီးတော့အသင်းနဲ့တင့်တော်တွေသဘောကျတယ်လို့ကျွန်တော်ထင်ကြတယ်နောက်တစ်ခုရှိတာကတော့အီလန်ကာကတော့ဗျာကိုအသင်းရဲ့ကစားမဟောင်းတယောက်ဖြစ်တယ်ဆိုတော့အသင်းဘက်ကပြန်ခေါ်ဖို့တော့ကြိုးပမ်းလိမ့်မယ်လို့တော့မထင်ပါဘူးเนาะ တော်ဒါအပြင်သူကနေရိုနေပတန်ဆိုရတယ်ဆိုဝင်းပုံစံစစ်စစ်ကိုပဲကစားနိုင်တဲ့အခြေအနေမျိုးမှာအတင်းဘက်ကအဲ့လောက်သဘောကျတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကတို့ရောဘေကစားမကအတင်းနဲ့ပို့ပြီးတော့ကျိုးပန်းတင်တဲ့တင့်တော်တွေလို့ညီကတို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်